မောနေပါနေ့စဉ်မနေ့ဒေသနာစီစဉ်ကနေအားလုံးကိုယေရှုနာမနဲ့ကြိုဆိုလိုက်ပါတယ်ဒီကနေ့မနေ့အားလုံးနဲ့ဝေငါအလင်းပေးခြင်းနဲ့နှုတ်ကပတ်တော်ခေါင်းစဉ်လေးကတော့ယုံကြည်သူခရိယန်သားသမီးကျင့်ဝတ်အပိုင်း၃ဖြစ်ပါတယ်ဒီအပိုင်း၃မှာအဓိကအားလုံးနဲ့ဝေငါအလင်းပေးခြင်းနဲ့အချက်လေးကတော့ဖယားသခင်ရဲ့အလိုတော်နဲ့အညီမိဘစကားကိုနားထောင်ပါမိဘကိုမထီမဲ့မီမပြုတ်ပါနဲ့ဆိုတဲ့ခေါင်းစဉ်လေးနဲ့ ဝေင့ခွန်အားပေးချင်တာဖြစ်ပါတယ်အခြေပြုခြင်း၃ချက်လောက်ကိုဖတ်ရအောင်ပါနော်ပထမတစ်ချက်ကတုတ်တန်ခြင်းအခန်းကြီး23အငယ်20ဖြစ်ပါတယ်တင့်ကို ဖြစ်ပွားစေတော့အဘဤစကားကိုနားထောင်လော့အသက်ကြီးတော့အမိကို မထီမဲ့မင်မပြုနဲ့ချစ်တော်ညီကိုမောင်မတို့ဒီနေရာမှာကျွန်တော်တို့ဆုံးမစကားနှစ်ခုပေးနေပါတယ်ပထမတစ်ခုကကိုကိုမွေးတဲ့မိဘရဲ့စကားကိုနားထောင်ပါတဲ့ မိဘတွေတုံတင်တာကိုကျွန်တော်နားထောင်ပါငငယ်တုန်းကတော့ကျွန်တော်နားထောင်တတ်တယ်နော်ဒါပေမဲ့ပြဿနာကတော့ကျွန်တော်နည်းနည်းကြီးလာတဲ့အခါမှာတိတ်နားမထောင်ချင်တော့ဘလို့ခံယူလဲဆိုတော့ငါ့ဖေကတော့ခင်နောက်ကြွားပြီးငါ့မေကတော့ခင်နောက်ကြွားပြီးအဲ့လိုခံယူတယ်များတော့အဖြစ်ဒီလိုပဲဟုတ်တယ်နော်မိဘတွေကလည်းသူတို့ရဲ့မျက်စိထဲမှာဆိုရင်ကလေးတွေကဘလောက်ပဲကြီးကြီးကလေးလိုပဲမြင်တာဟုတ်မိဘတွေကလည်းဒါကြောင့်တာသမီးတွေဘလောက်ပဲကြီးကြီးသူတို့ကဆုံးမမှာပဲပြဲ့ပြင်မှာပဲ ကျွန်တော်တို့ငယ်ငယ်လေးရှိတဲ့အချိန်မှာတော့တို့ရဲ့ဆုံးမပဲ့ပြင်တဲ့စကားကိုခံယူနေနိုင်တယ်ဆိုပေမဲ့ကျွန်တော်တို့ကကြီးလာတဲ့အခါမှာတော့အထူးတစ်ဖြစ်နီးပညာတွေတော်တော်လေးနားလည်လာတဲ့အခါမှာမိဘတွေကိုကျွန်တော်တို့ကဘယ်လိုခံယူလဲဆိုတော့တော်တာပဲအဲ့လိုခံယူတာမိဘတွေကဘာမှမတတ်တော့ဘူးအဲ့လိုခံယူတဲ့အခါမှာတို့ကိုဘာဖြစ်လဲအထင်မြင်သေးလာတယ်ကြာလာတော့တခါတလေမတိမတာမိဘတွေကိုကျွန်တော်တို့ကမထီမဲ့မီပြူတက်လာတယ်နော်ဒါကြောင့်တတိထားနော် ချစ်တော်ညီကိုမောင်မတို့ဒီကနေ့မနေ့မှကျွန်တော်အဓိကအချက်နှစ်ချက်ကိုပြောချင်တယ်နံပါတ်1တစ်ချက်ကမိဘစကားကိုနားထောင်ပါလို့ပြောလိုက်တဲ့အခါမှာသူတို့စကားကိုမထီမဲ့မြင်လုံးဝလုံးဝမပြုတ်ပါနဲ့သူတို့ရဲ့တုံတင် ဆုံးမခြင်းကို လုံးဝလုံးဝအထင်အမြင်မသိမိပါစေနဲ့မထီမဲ့မြင် မပြုတ်ပါ မပြုတ်မိပါစေနဲ့ကျင်းစာထဲမှာအဲ့လိုတုံတင်တယ်လေအဘရဲ့စကားကိုနားထောင်ပါတဲ့အမိရဲ့ ဆုံးမချင်းကိုအသက်ကြီးလာတဲ့အခါမှာအမိရဲ့ဆုံးမချင်းကိုမထီမဲ့မင်မပြူနဲ့အထူးတစ်ဖြစ်ဒီနေရာမှာပေါ်ပြထားတာကမိဘတွေအသက်ကြီးလာတဲ့အခါမှာတာသမီတွေမထီမဲ့မင်ပြူမီတက်တဲ့အတွက်ကြောင့်တတိထားခိုင်းတာကျွန်တော်တို့ငငယ်လေးရှိတဲ့အခါမှာမိဘတွေအသက်မကြီးတဲ့အခါမှာကျွန်တော်တို့ကမိဘစကားကိုခံယူကောင်းခံယူနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့အသက်ကြီးလာလေလေမိဘတွေအိုလာလေလေမိဘတွေပိုအိုသွားလေလေတို့ရဲ့အမညံနဲ့တို့ရဲ့အကျင့်စရိုက်ကဟို တငယ်ပြန်သွားတဲ့ပုံစံဖြစ်လာတယ်အဲ့ဒီခါမှာကျွန်တော်တို့ကသူတို့စိတ်မရှိတော့ဘူးအာသူတို့ရဲ့ဆုံးမတန်ကိုလည်းကျွန်တော်ကနားမဝင်တော့ဘူးသူတို့ပြောတာတွေလည်းကျွန်တော်တို့ဘာဖြစ်လဲနားမထောင်ပေးတော့ဘူးကြာလာတဲ့ခါမှာညင်းညင်းငွေလာတယ်အသက်ကြီးတဲ့မိဘတွေကိုညင်းငွေလာတယ်အဲ့လိုညီငွေလာတဲ့ခါမှာအသက်ကြီးတဲ့မိဘတွေကိုကျွန်တော်ဘာလုပ်မိလဲဆိုတော့မယုံမတည်ပြုမိနိုင်တယ်ပြီးလို့ရှိရင်သူတို့ဆုံးမစကားကိုမထီမဲ့မင်ပြုမိနိုင်တယ်အထင်သေးမိသွားနိုင်တယ် ဒါကြောင့်ချစ်တော်ညီကိုမာမာတို့တမာချင်းစံထဲမှာကျွန်တော်တို့ဘလို့ပေါ်ပြလဲဆိုတော့မိဘတွေအသက်ကြီးလာတဲ့အခါမှာတဲ့မချီမဲ့မြင်မယိုမတည်အထင်သေးမိတာမျိုးလုံးဝလုံးဝမလုံးမိပါစေနဲ့တဲ့လုံးမိရင်ဘာဖြစ်မလဲโอเคလုံးမိဘာဖြစ်မလဲကျွန်တော်ကြမ်းချက်တစ်ချက်နဲ့တတိပေးမယ်နော်အတူတူကခံယူကြည့်အောင်အာကြမ်းချက်နောက်ဆက်တစ်ချက်ကတုတ်တန်ကြမ်းအခန်းကြီး30အငယ်၁၇မှာဖြစ်ပါတယ်ဒီကြမ်းချက်ကိုတေချာအလွတ်ကျက်ထားစေချင်တယ်နော်တုတ်တန်ကြမ်းအခန်းကြီး30အငယ်၁၇မှာ အဘကိုကြည်စားတော်သူအမိစကားကိုနားမထောင်မထီမဲ့မြင်ပြုတော်သူဤမျက်စိကိုတဲ့ဂျိုင်းနိုင်ကျင်ကျင်လေတော်ကြီးအားတို့ဒီနိုင်ကြလိမ့်မည် ရွှေလင်းပတငယ်တို့ဒီလဲစားကြလိမ့်မည်တဲ့ဒီနေရာမှာ ပုံဆောင်မှုနဲ့ပြောတာနော်အဘကိုကြည်စားတဲ့သူ အမိကိုမထင်မဲ့မြင်လို့တဲ့သူတနည်းအားဖြင့်မိဘတွေအသက်ကြီးလာပြီဟေ့ဆိုလို့ရှိရင်တို့ကိုဟားတိုက်ချင်းတို့ဟားတိုက်တယ်နော်တို့ကိုအထင်သေးချင်းတို့အထင်သေးတယ်တို့ကိုဆဲချင်းတို့အော်ချင်းတို့ငေါ့ချင်းတို့လှုပ်တယ်တို့ကိုမထင်မဲ့မြင်ပြုတ်တယ်မယိုမသေးပြုတ်တယ်အထင်မြင်သေးတယ်အဲအဲ့ဒီလိုမျိုးလှုပ်တဲ့တာသမီတွေကိုတဲ့ကျန်းစာကဘလို့ဖော်ပြလဲဆိုလို့ရှိရင်တော့မျက်စိကိုကြီးအားကဖောက်စားသွားမယ်တဲ့အဲ့လိုပြောလိုက်လို့အခုမထင်မဲ့မြင်လုတ်ခဲတဲ့တာသမီအားလုံးကိုကြီးအားတွေလာဖောက်စားလို့လာမတွေ့ပါဘူးလို့မေးကောင်းမေးနိုင်တယ်တချို့ ပုံဆောင်မှုဖြစ်ပါတယ်နော်ကိုခန္ဓာတစ်ခုလုံးရဲ့ဗဒင်းပေါက်အလင်းကမျက်စိဖြစ်ပါတယ်မျက်စိကိုဖောက်ဆားမယ်ဆိုတဲ့ပုံဆောင်ချက်ကတင့်ဘဝမိုးမောင်ကြမယ်လို့ပြောတာโอเคနော်တင့်ဘဝကြုံလာသည်မအကုန်လုံးကောင်းတာတွေတစ်ခုမှမရှိတော့ဘူးတင့်ဘဝမောင်အမောင်ကြသွားပြီအဲ့လိုပြောတာအကြောင်းမိဘကိုမထင်မဲ့မြင်လို့တဲ့သူမိဘစကားကိုအထင်သေးတဲ့သူအသက်ကြီးလာပြီဆိုရင်မှကျွန်တော်တို့အထင်အမြင်သေးမှမယုံမသေးလို့တဲ့ တားသမီးတွေတားသမီးတွေတတိထားပါအမောင်ကြသွားလိမ့်မယ်ဘဝလေဘဝအမောင်ကြသွားလိမ့်မယ်တဘဝလုံးတိုးတက်ခြင်းလုံးဝမရှိတော့အမောင်ထဲမှာစမ်းတဝါဝါနေရာရှာလို့မရပဲဖြစ်နေမယ်စောက်တီးရမရပဲကျွန်တော်တို့အတ္တတာကအဲ့လိုဖြစ်နေမယ်အမောင်ထဲမှာပဲစံတဝါဝါတသက်လုံးစင်းရဲချိုတဲ့နေရလိမ့်မယ်ဒါကမိဘတွေကိုမထီမဲ့မြင်လို့တဲ့သူတွေအတွက်ကျန်းစာကတတိပေးထားတဲ့တတိစကားတတိယူနိုင်ကြပါစီနော် ကျွန်တော်မေးချင်တယ်နားထောင်နေတဲ့သူတွေအိမ်မှာဟိုအသက်ကြီးတဲ့မိဘတွေရှိလားအိမ်မှာအသက်ကြီးတဲ့မိဘတွေရှိတယ်ဆိုရင်အထူးသတိထားပါနော်ကျွန်တော်တို့ကသူ့ကိုပြုစုတဲ့အခါမှာကြာလာတဲ့အခါမှာညင်းညူချင်တယ်โอเคညင်းညူတဲ့အခါမှာကျွန်တော်လုံးဝမပြစ်မမိပါစေနဲ့တခါတလေညင်းညူတာအပြစ်မဟုတ်ဘူးဆိုပေမဲ့အာမိဘတွေကိုမထီမဲ့မိပြုတာတို့မယုံမသိလောက်တာတို့အထင်သေးတာတို့လောက်တယ်ဆိုလို့ရှိရင်တော့ပြဿနာရှိနိုင်တယ်ဒါကိုသတိထားနိုင်ကြပါစေနော် ဆိုတော့မိဘစကားကိုနားထောင်ပါလို့ပြောလိုက်တဲ့အခါမှာမိဘကိုမထီမဲမေမပြူနဲ့မယိုမသေးအထင်သေးတာမျိုးဘာညာမလုံနဲ့လို့ကျွန်တော်ပထမအပိုင်းမှာတတိပေးသွားတယ်အခုဒုတိယအပိုင်းနေနဲ့အဓိကဝင်ကားချင်တာကအလိုတော်နဲ့အညီမိဘစကားကိုနားထောင်ပါလို့တုံသင်ချင်တယ်ကျွန်တော်ရှိမှလည်းအများကြီးဝင်ကားပြီးပြီနောက်တစ်ခါပြန်ဝင်ကားပေးချင်တယ်ကျန်းချက်ကတော့အားလုံးအလွတ်ရတဲ့ကျန်းချက်ဖြစ်ပါတယ်အေဖက်အော်ရာစာခန်းကြီး6ငွေတက်ကနေ3ဖြစ်ပါတယ်နော် ျွန်တော်ဖတ်မယ်နော်တန်းသမီးတို့သခင်ဖရားကြီးအလိုတော်နဲ့အညီမိဘစကားကိုနားထောင်ကြလောမိဘစကားကိုနားထောင်ခြင်းအမှုဒီတရားတော်အမှုဖြစ်မိဘကိုယူသိစွာပြုလောဤပညာတော်ကသင်ဒီပြည်တော်၌ကောင်းစား၍အတ္တတာရှိမည်အကြောင်းဟု၍ဂတိတော်နဲ့ဆိုင်တော်ပထမပညာဖြစ်၏တဲ့ ဒီအကြောင်းကိုမနည်းရမှာလဲအနေငယ်ဝင်ကားပြီးပြီဒါပေမဲ့ဒီကနေ့မှာမတူညီတဲ့ရှူတောင်းကနေအားလုံးကိုဖော်ပြချင်တယ်အဲ့ဒါကတော့မိဘစကားနားထောင်တဲ့အခါမှာအလိုတော်အတိုင်းနားထောင်ပါဘု து အလိုတော်လဲဆိုတော့ဖယားသခင်ရဲ့အလိုတော်အတိုင်းစံချင်းစံနှုံးထိုင်းမှနားထောင်ပါဒီမှာပြောတဲ့အလိုတော်အတိုင်းနားထောင်ပါဆိုတာအသေးပဲနှမျိုးရှိပါတယ်။တမျိုးကတော့ဗာလဲဆိုတော့မိဘစကားနားထောင်ခြင်းဆိုတာဖယားသခင်ရဲ့အမိန်ဖြစ်တဲ့အလိုတော်ဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့နားထောင်ရမယ်။ဒါတရားတော်အမှုဖြစ်တယ်မိဘစကားနားထောင်တယ်ဆိုတာ။အာမင်။ ဆိုတော့ဒုတိယအသေးပဲတစ်ခုကကျွန်တော်တို့တတိသမီးရမယ့်အရာတစ်ခုဖြစ်တယ်။မိဘစကားကိုနားထောင်တဲ့အခါမှာဖယားသခင်ရဲ့စကားနဲ့ကိုက်ညီတဲ့အရာကိုရွေးပြီးမှနားထောင်ရမယ်။ဖယားသခင်ရဲ့စကားနဲ့ဆန့်ကျင်နေတဲ့မိဘစကားကိုနားထောင်ဖို့ကျမ်းစာကမတုံသင်ဖို့မတိုက်သွင်းဖို့ဥပမာပြောမယ်ဆိုရင်မိဘတွေကငှက်သားပျက်စီးတော့ခိုးစမ်းငှက်သားလူသွားတက်စမ်းငှက်သားရင်ဖြစ်စမ်းငှက်သားဆဲစမ်းငှက်သားမူးယစ်ဆေးဝါးတွေတောက်စမ်းငှက်သမီးဒီလိုမဟုတ်တာတွေလှုပ်စမ်းဆိုရင်ကျမ်းစာအရကျွန်တော်လိုက်နာရမှာလားနားထောင်ရမှာလား မလိုပါဘူးဘာလို့လဲဆိုတော့ဖယားသခင်ရဲ့စကားတော်နဲ့စန့်ကျင်နေလို့ဖြစ်ပါတယ်မိပါရဲ့ဆုံးမတဲ့စကားတွေဟာလွဲချော်နေတယ်မာယွန်းနေတယ်ဆိုရင်ကျွန်တော်တို့လိုက်လျှောက်ဖို့တာဝန်ကျန်းစာထဲမှာမပေးထားပါဘူးကျွန်တော်တို့ညင်းပယ်ဖို့လိုတယ်မိပါတွေကမကောင်းတာတွေလှုပ်ခိုင်းနေဆိုရင်ကျွန်တော်တို့သားသမီးတွေအလိုတော်ကိုစံချိန်ထားရမယ်ဖယားရဲ့စကားတော်ကိုအစံချိန်ထားရမယ်ပြီးရင်ဖယားသခင်ရဲ့စကားတော်နဲ့စန့်ကျင်နေတဲ့အရာမှန်တယ်မြမိပါတွေပြောလာရင်ကျွန်တော်တို့နူးညံ့စွာညင်းပယ်တတ်ဖို့လိုတယ် ဒါကဖယားသခင်ရဲ့အလိုတော်တိုင်မိဘစကားကိုနားထောင်ခြင်းဒါပေမဲ့ကျွန်တော်ယုံကြည်တယ်နော်ဟိုမိဘတိုင်းကတော့တာသမီကိုမကောင်းတာတွေတော့လှုပ်ခိုင်းမှာမဟုတ်ဘူးအ ਨੇ စုပေါ့နော်အ ਨੇ စုအ ਨੇ စုတော့မိဘတွေကအဲ့လိုလှုပ်ခိုင်းကောင်းလှုပ်ခိုင်းနိုင်တယ်အဲ့လိုလှုပ်ခိုင်းလိုက်ရင်လေဟိုတမာချင်းစာအရအနှူးညံ့ဆုံးနဲ့ညင်းပယ်ပါလို့ကျွန်တော်ခွန်အားပေးခြင်းနဲ့မဟုတ်ရင်ဖယားသခင်ကျွန်တော်တို့ဆုံးမှာဖယားသခင်ကကျွန်တော်တို့ဉာဏ်ပညာပေးထားတယ်ဒါကြောင့်မိဘစကားနားထောင်တဲ့အခါမှာလေတမာချင်းစာရဲ့စံချိန်စံနှုန်းကိုကြည့်ပြီးတော့မှ ကျန်းစာနဲ့ကိုက်ညီတဲ့အရာကိုပဲယူနာထောင်ဖို့ကျန်းစာကတုံတင်တာဖြစ်ပါတယ်။ဒါကခရီးယံယုံကြည်မှုမှာဒါရှိတဲ့တုံတင်မှုမျိုးနော်။တန်ရှင်တော်ကိုညတော့အလင်းပေးပါစေ။ Okay နှိကုံချုပ်ရအောင်။ဒီကနေ့ပြောသွားတဲ့ခေါင်းစဉ်ကအင်တန်ရှင်းနဲ့တခွန်းပါပဲ။မိဘစကားကိုနားထောင်ပါ။အလိုတော်အတိုင်းနားထောင်ပါ။ကျွန်တော်အပိုင်းတစ်ပိုင်းပြောသွားတယ်။နံပါတ်၁အပိုင်းတစ်ပိုင်းကမိဘစကားကိုနားထောင်တယ်လို့ပြောလိုက်တဲ့အခါမှာအသက်ကြီးလာတဲ့မိခင်ဖခင်တွေရဲ့စကားကိုအထင်မသေးမိပါစေနဲ့။ မယိုမသိမလုံမိပါစေနဲ့အထူးတစ်ဖြစ်မထီမဲ့မြင် လုံးဝလုံးဝမလုံမိပါစေနဲ့ဒုတိယပိုင်းကမိဘစကားကိုနားထောင်တယ်လို့ပြောလိုက်တဲ့အခါမှာအလိုတော်အတိုင်းနားထောင်ပါတန်ရှင်တော်ဝိညာဉ်တော်အလင်းပေးပါစေသူတို့ကဆုတောင်းကြအောင်ကျေးဇူးတော်ချီးမွမ်းတဲ့ကိုတော်ဒီကနေ့မနေ့မှလည်းမိဘစကားကိုနားထောင်ဖို့ရန်အတွက်တန်ရှင်တော်ဝိညာဉ်တော်တုံတင်ဆုံးမတယ်မိဘစကားကိုနားထောင်တဲ့အခါမှာမိဘကိုမထီမဲ့မြင်မပြူမိဖို့မိဘစကားကိုအလိုတော်အတိုင်းလိုက်နာခံယူတတ်ဖို့ရန်အတွက်ကျွန်တော်တို့ကိုတုံတင်နဲ့ဆုံးမတယ်တတိပေးတယ် တတိပိဆုံးမပြပြင်လမ်းပြတဲ့တန်ရှင်တော်ဝင်တော်တာ၍ဘုံကြီးပါစေဟာလေလုယာအသက်တာထဲမှာနှုတ်ကပတ်တော်အတိုင်းမိပါစကားနားထောင်တတ်တော်တာသမီးများဖြစ်ခွင့်ပေးပါမိအကြောင်းဂျေဇုတော်ချီးမွမ်းနဲ့ဆုတောင်းတဲ့အခါမှာကေတင်ပန်ရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းပါသည်ဖဖခင်အာမင်အရောက်ချင်းစီတိုင်းကိုဖျားရှင်ကောင်းချီးပေးပါစေတော့